ဗီဒီယိုအပ်တင်ပါဆိုလို့ရှင်ရုံနဲ့အတန်နဲ့ခွဲထုတ်တဲ့နီလန်းဆိုတာရှိပါတယ်အဲ့တော့ဘာကြောင့်ရုံနဲ့အတန်နဲ့ကိုခွဲထုတ်တာလဲဟလာဘယ်လိုမျိုးခွဲထုတ်ရလဲဆိုတာကိုဒီဗီဒီယိုမှာ ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့တော်တော်များများကျွန်တော်တို့ရုံနဲ့အတန်နဲ့ခွဲထုတ်တယ်ဆိုတာက ကြတော့ကျွန်တော်တို့ကအတန်အစားထိုးခြင်းလို့တော်လကောင်ဒါမှမဟုတ်ဘူးဆိုလို့ချင်းလဲကိုသွင်းထားတဲ့အတန်မှာ night day ဖယ်ခြင်းလို့ဒါမှမဟုတ်ဘူးဆိုလို့ချင်းလဲကျွန်တော်တို့တွေက ဒီအတန် white တွေကို change ရေလို့ပေါ့နော် adjust ပြန်လုပ်มาဖြစ်တဲ့အတွက်ရုံနဲ့အတန်တွေကိုပြန်ပြီးတော့ခွဲထုတ်တာဖြစ်ပါတယ်အဲ့တော့ကျောင်းတွေရုံနဲ့အတန်တွေကိုခွဲထုတ်မယ်ဆိုလို့ရှိရင်ဒီမှာရုံနဲ့အတန်နဲ့ခွဲထုတ်တဲ့ကျောင်းတွေထူးလေးရှိပါတယ်အဲ့တော့ကိုခွဲထုတ်မယ် video ကိုပုံစံရွေးလိုက်ပါရွေးပြီးပါဆိုလို့ရှိရင်ကျောင်းတွေကဘယ်ဘက်ကိုဆွဲလိုက်ပါဘယ်ဘက်ကိုဆွဲပြီးပါဆိုလို့ရှိရင်ကျောင်းဒီမှာဒီမှာပေါ့နော် ကျွန်တော်အခုမြားပြထားတဲ့ကောင်လေးကိုကျွန်တော်နှိပ်ပြရမှာဖြစ်ပါတယ်เนาะမြားပြထားတဲ့ကောင်လေးကိုနှိပ်ပြရမှာဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကောက်ကျွန်တော်အခုလိုမျိုးစောင့်ပြရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့သူ့ရဲ့အတန်ပေါ့เนาะအတန်ခွဲထွက်သွားပြီဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးအတန်ခွဲထွက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီအတန်ကိုပြန်ပြီးတော့ အဲအဖတ်တွေထပ် ပြီးတော့ထည့်လို့ရမယ်အသားတွေပြန်ပြီးတော့ချဲ့လို့ရမယ်နောက်တစ်ခုကအဝင်ထွက်တွေပေါ့နော်အဝင်ထွက်တွေပြန်ပြီးတော့ချိန်ညှိလို့ရမယ်ပြီးလို့ချင်းကြောဒီ vibe တွေချိန်လို့ရမယ်ပေါ့နော် speed တွေထပ်ပြီးတော့ချိန်ပြောင်းလုပ်လို့ရမယ် noise ကျူတွေထပ်ပြီးတော့ဂျိုးတွေကဖယ်ထုတ်လို့ရမယ်ပေါ့ဗျာနော်အဲလုပ်လို့ရမယ်အချက်တွေအများကြီးကြောင့်ဂျိုးတွေကရုံနဲ့အတန်တွေကိုခွဲထုတ်တာဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါအဲ့တော့ပရမအမှုဆုံးအနေနဲ့ကျွန်တော် လုပ်ပြမှာကြတော့ဒီ အတန်ကိုဘောလူးတင်မယ်ပေါ့နော်ဘောလူးတင်နေတယ်ဆိုလို့ချင်းရုပ်ဒီအတန်နဲ့ပတ်သက်ပြီးတော့ဒီမှာအခုလက်ရှိမှာဆိုလို့ချင်းသူကတထောင်ပေါ့နော်တထောင်တင်ထားတယ်အဲ့တော့ကိုကချော့ကျင်တယ်ဆိုလို့ချင်းကျော်ကဒီဘက်ကိုဒီဘယ်ဘက်ကိုဆွဲပါအကယ်၍ကျော်ကတိုးကျင်တယ်ဆိုလို့ချင်းတော့ညာဘက်ကိုဆွဲပေးရမှာဖြစ်ပါတယ်နော်ဒါဆိုလို့ချင်းတော့ကျော်တို့ဒီ220ပေါ့နော်ဒါဆိုလို့ချင်းအတန်လေး220ကိုရပြီဆိုလို့ချင်းကျွန်တော်တို့က YouTube ကနေမှရှင်းပေးလိုက်ရပြီနော်အမှန်ရှင်းပေးလိုက်ရပြီ ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီအတန်နေရာမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒါကအဲဒီနေရာလေးပေါ့နော်သဘောတကူကျွန်တော်ဒီနေရာလေးကိုဖြတ်ရှင်တယ်ဖြတ်ရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဖြတ်မဲ့နေရာလေးကိုထောက်လိုက်မယ်ထောက်ပြီးသွားပြီဆိုလို့ရှိရင် split လေးကိုနှိပ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ကိုကခြေပိုင်းလေးကိုဖြတ်မှာဖြစ်တဲ့အတွက်ကိုဖြတ်မဲ့နေရာလေးကိုကျွန်တော်ဒီ select ပေးလိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တော့ delete ကိုနှိပ်လိုက်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင် upper over ထပ်ပြီးတော့ select ပေး အပေါ်ကရုပ်ကိုပါဆက်လက်ပြီးဆက်လက်ပြီးပြပါပြီဆိုလို့ချင်းဒီမှာ split ကိုနှိပ်ပြလိုက်ပါနှိပ်ပြီးပြပါပြီဆိုလို့ချင်းကိုဖြတ်မဲ့အပိုင်းလေးကိုပြန်ပြီးတော့ရွေးရှယ်ရွေးပြီးပြပါပြီဆိုလို့ချင်း delete ကိုနှိပ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဒီကောင်မှာထပ်ပြီးတော့ delete နှိပ်ပြီးနော် okay ပြီးပါပြီဆိုလို့ချင်းဒီအတန်ကိုကျွန်တော်ကခုနကရုပ်နဲ့တွားပြီးတော့ညီဖို့အတွက်လက်လေးနဲ့ဖိပြီးတော့ဆွဲပေးလိုက်ပါဆွဲပြီးပြပါပြီဆိုလို့ချင်းတော့ရုပ်ကောအတန်ကော ညီသွားပြီဆိုလို့ချင်းတော့လွတ်ပေးလိုက်လို့ရပါပြီပြီးရင်တော့ပြန်ပြီးတော့ပြန်ကြည့်ရပါဒါဆိုလို့ချင်းအခုလိုမျိုးဒါရုပ်ကောအတန်ကောဖြတ်တက်သွားပြီလို့ထင်ပါတယ်ပြီးလို့ချင်းကျွန်တော်တို့ကဒီမှာ audio effect ပေါ့နော် audio effect ကိုကျွန်တော်တို့နှိပ်ကြည့်ပါမယ် audio effect ကိုနှိပ်ကြည့်လိုက်တယ်ဆိုလို့ချင်းကျွန်တော်ဒီ audio နဲ့အတန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့ အဖတ်တွေပေါ့နော်ရလာမှာဖြစ်ပါတယ်အဲ့တော့ free တုံးလို့ရတဲ့ဟာလေးတွေတော့ကျွန်တော်ရှိတယ်ဒီမှာဆိုလို့ရှိရင်အနိုင်တန်အမြင့်တန် original ပေါ့နော်အဲ့တော့အနိုင်တန်နဲ့အမြင့်တန် original ဒီ၃ခုကတော့ကျွန်တော်တွေ free တုံးလို့ရတယ်ကျန်တဲ့ဟာတွေကကျွန်တော်တို့ဝယ်သုံးတဲ့သူတွေအသုံးပြုလို့ရမှာဖြစ်ပါတယ်နော်ကျန်တဲ့ဟာတွေကတော့ကျွန်တော်ဒီမှာ effect တွေအများကြီးရှိပါတယ်အဲ့တော့ဒီ effect တွေကိုလည်းကျွန်တော် အဲဆက်ပြီးတော့တောင်းရပြီပါမယ်ဒါဆိုလို့ရှိရင်တော့သူ့ရဲ့အတန်ကတမျိုးပြောင်းသွားနိုင်မယ်အဲနောက်ထပ်တစ်ခုကိုထပ်ချိန်နေဆိုလို့ရှိရင်နောက်ထပ်အတန်တမျိုးပြောင်းသွားမယ်ပေါ့ဗျာနော်ဒါကတော့အတန်တွေကိုအဖတ်ချိန်တာဖြစ်ပါတယ်နော်ဖတ်ချိန်တာဖြစ်ပါတယ်အကယ်၍ကိုကမတုံးကျင်ဘူးဆိုလို့ရှိရင် original ကိုပြန်ပြီးရွေးချယ်လို့ရပါတယ်နော် ဒီလို platform တွေအဲ့တော့ echo တန်တွေတုံးနေလဲဆိုလို့ရှိရင်လည်း echo ပေါ့နော်ကျွန်တော်တို့ဒီမှာရှိတယ်နောက်ကတော့ base ပေါ့နော် base ကျွန်တော်တို့ဒီမှာရှိတာเนาะဒါကိုကလည်းဒီတော်တော်များများလိုက်ပြီးတော့ပဲကြည့်ရအောင်ဖေးဖို့နဲ့ YouTube ကနေကျွန်တော်မတုံးရင်ဆိုလို့ရှိရင် original ကိုထားမယ်ပြီးရင်တော့ကျွန်တော်ဒီမှာအကြောင်းရင်းကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အကြောင်းရင်းဆိုတာအဲ့ကောင်ကိုကျွန်တော်တစ်ချက်နှိမ့်မယ် ဒီလိုတဲ့ဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်ကျွန်တော်ဒီမှာသူ့ရဲ့ effort တွေ subscriber ရှိတယ်အဲ့ဒါတွေကိုကကိုရွေးချယ်ပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်ရွေးချယ်ပြီးတော့အသုံးပြုလို့ရတယ်ဒီနေရာမှာ live ပြီးတော့ဒီဖြစ်တယ်အဲ free သုံးလို့ရတာလေးရှိတယ် free သုံးလို့မရဘူးပေါ့ရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ speed ပေါ့နော်အဲ့တော့ကျွန်တော်ဒီ video မှာ speed တူစောင်းပေါ့နော်အဲ့တော့ဒါလေးတွေကလည်းကျွန်တော်တွေကအဲ blue view လေးတွေမှာအသုံးပြုပါမလဲ blue view လေးတွေကိုထည့်သွင်းမလဲဆိုတာလည်းနောက်ပိုင်းနောက်ပိုင်းကြာလို့ရှိရင်ဒီနဲ့ဆက်ဆက် တ်တဲ့ video လေးမှာထပ်ပြီးတော့ကျွန်တော်ပြပြအောင်ဒါကတော့ဟိုအတူချုပ်ပေါ့နော်အချင်းယုံကြည်လို့ပြောပြသွားတာဖြစ်ပါတယ်နော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ white effect ပေါ့နော် effect ကိုပဲကျွန်တော်သွားလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာ mice ဟောပေါ့နော်ဒီကောင်ကိုယူရပြီနော်ဆက်ရတယ် okay ဒါဆိုလို့ရှိရင်ခုနကကျုပ်ဒီမှာ audio effect လည်းတုံးတက်သွားပြီပေါ့နော် audio effect တုံးတက်သွားပြီ okay audio effect ကိုသုံးထပ်ပြီးပါပြီဆိုလို့ရှိရင်ဒီဘက်မှာကျုပ်ဒီအတန်ပါဝါကောင်းအတန်အားကောင်းဆိုပြီးတော့ကျုပ်ဒီမှာ mic ပုံစံလေးနဲ့ကျွန်တော်အခုမြှားထောက်ပြတဲ့ fashion လေးကိုထပ်ပြီးတော့ကျုပ်ဒီသုံးမယ်ပေါ့နော်ဒီကောင်လေးသုံးမယ် okay sorry ပြီးလို့ရှိရင်ကျွန်တော်တို့အထူးကသုံးရမှာနောက်ထပ်တစ်ခုပေါ့နော်ဒီမှာအဲဒီကောင်လေးပေါ့နော်ဒါအချက်တော့ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်စုညာတဲ့အတန်ဟာလေးတန်ဒါတွေကိုကျုပ်တို့ဖယ်ရှားပေးတာပေါ့နော်အဲ့ဒါမဖြစ်မနေဘူးကျုပ်တို့အသုံးပြုပေးရတာဖြစ်ပါတယ်နော်ဒါပါဆိုလို့ရှိရင်အာ night chew ပေါ့နော် be chew ကိုကျုပ်တို့သုံးတာဖြစ်ပါတယ်ပြီးရင်တော့ဒီကောင်လေးကိုဖြန့်ပေးလိုက်ပါဖြန့်ပေးပြီးပါဆိုလို့ရှိရင်အမှန်ချစ်လိုက်နော်အမှန်ချစ်ပြီးသွားပြီဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကျုပ်ရပြီပြီးလို့ရှိရင်ဒီကောင်လေးအာဒီကောင်လေးကိုလည်းအဲ့လိုပဲကျုပ်ဒီပါဆိုလို့ရှိရင်သူ့ရဲ့ ဒီဟာတွေကိုပုံပေးလိုက်ပါပုံပေးဖို့ကပြီဆိုလို့ရှိရင်တော့သူကတော့တရားပါစင်ပြည့်တဲ့ချီပူတို့တွေစောင့်ပြရဖြစ်ပါတယ်နော်အကြောင်းရင်းကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အကြောင်းရင်းဆိုတာတက်ဖို့ဖက်လောက်တော့ကျွမ်းကျွမ်းကြည့်ကြည့်တတ်ထားဖို့ပူပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာ Okay ဒီနေရာမှာလည်းကျွန်တော်ရေကဒီမှာအချော့တင်ကြိုတင်လုပ်လို့ရပါတယ်နော်အချော့တင်လုပ်လို့ရပါတယ်ကွန်ပျူတာနဲ့တက်တဲ့အဲ့လိုမျိုးကျွန်တော် လူတော်တော်များများโอเคဒီမှာကျွန်တော်ချော့ကျင်တယ်ဆိုလို့ရှိရင်ဒီမှာဒါဆိုလို့ရှိရင်85ပေါ့ဗျာနော်85ရှိမယ်50ရှိမယ်25ရှိမယ်ပေါ့နော်အဲ့လိုအချော့တင်လောက်တိုင်းလဲသူကဒီရဲ့အဲတန်ဖိုးလေးကတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်အဲ့လိုမျိုးကြုံတွေဖြစ်သွားပါလိမ့်မယ်ဒါလေးကိုတော့ကျွန်တော်တို့ကခဏလေးစောင့်ပြရမှာဖြစ်ပါတယ်အကယ်၍ကိုမသုံးညင်ဘူးဆိုလို့ချင်းကျွန်တော်ဒီမှာအမြောက်လေးကိုနှိပ်ပြီးတော့ကျွန်တော်ပြန်ဖြတ်လို့ရတယ်အဲမြန်ပါတယ်နော်69%ရှိသွားပြီ လူတော်တော်များများโอเคဒါဆိုလို့ချင်းကျွန်တော်တို့အတန်လဲတမျိုးပြောင်းသွားမယ်လို့ထင်ပါတယ်နားထောင်လို့ပို့ပြီးတော့ကောင်းသွားပါလိမ့်မယ်ဟုတ်ကဲ့ပါဒါအတန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သဘောတရားလေးတွေကျွန်တော်အရင်ဆုံးပြပြထားတာဖြစ်ပါတယ်။သူနဲ့သက်ဆိုင်တဲ့ဗီဒီယိုလေးတွေကြာလို့ရှင်လည်းထပ်ပြီးတော့အဲရှင်းပြပါအောင်မယ်။ဟုတ်ကဲ့ပါ။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပေးကြတဲ့တယောက်ချင်းဒီတိုင်းကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအရာတွေကိုသိကျင်လဲဆိုတာကောမန့်လေးမှာရေးပေးခဲ့လို့ရပါတယ်ခင်ဗျာ။